ဒါတောင်ပေါ်ကနေပြန်ဆင်းတောင်အောက်ကိုပြန်ဆင်းမယ်ဘယ်လောက်ကြာမလဲတက်လုံကတော့10မိနစ်လောက်ကြာတာပေါ့အခုဆင်းဘယ်လောက်ကြာမလဲအိုးမမြို့အိုးမမြို့ဒါအောက်ကိုပြန်ဆင်းရမယ်အာ gì nè cho đi nó gì nè chúng ta ít ta bộ mà lỗi là chi xin hẹn ui oh my god à là suy cố cụm như rồi là vô là suy cố cụm như vậy suy cố cụm như giáo đồng này cái là giang ngon như dí đồ về sau lâu này nè ဧရိယာတွေရှစ်ထွင်နေတာတော့တကယ်ရန်ကုန်မြို့ကြီးလို့ဖြစ်လာတော့မယ်ဒီနေရာမကြတော့ဘူးဒီမှာဟိုဘက်ကန်းဟိုဘက်ချောင်းရဲ့ဟိုဘက်ကန်းဆိုရင်ထိုင်းနိုင်ငံပေါ့ဒါရွှေကုတ်ကူနဲ့ဆိုရင်ဘလောက်မှမဝေးဘူးတစ်ဖက်တကြံနီးနီးလေးပဲတို့လားဒါမြဝတီမြို့နေရွှေကုတ်ကူမြို့ကရင်ပြည်နေပေါ့ဒါကြတော့ကရင်ပြည်နေ thái nghệ giả mà chỉ đi, cái nhà đi đó ui giao cho mày giao cho mày ui cà ri à con nó gì bay đi vậy trong bộ gì đều hú တောင်အောက်ကိုချတာရေပိုက်တွေကြီးပဲရေပိုက်တွေကိုလက်ကင်တဲ့ပုံစံမျိုးလှုပ်ထားတာလေတခါလေးဒါတွေရေပိုက်လိုင်းဟေးဟေးဟေး าดิครูเซมเลยอ้วแดงบีดิดาดีฮะดายาเราปูนี้เราเข้ามาเราไปแกงเลยบอกมีเนี่ยดิเราไปแกงสุดดาไท้ายในงานดีเซ่บอกแต่ไม่เศร้าไม่เศร้าเปลูกคมละไม่เศร้าเปลูกคมละบอกไม่เศร้าดูวันฟ้าลูกลูกคอเดี๋ยวไอ้ดิแบบท้ายไป ါမရောက်သေးဘူးအောက်ကိုနောက်ထပ်တဝက်ကြံသေးတယ်ဝဲနေတဝက်ဒီလေကားတွေကလည်းနည်းနည်းတတိထားဒီကခက်စိတ်စိတ်လေးတော့ခါလာဆိုတော့ ါဟိုဘက်မှာလမ်းနှစ်လမ်းရှိတယ်။ညာဘက်ကလမ်းကတော့မြဝတီတော်ရီလမ်းပေါ့။ဒါကတော့ဒီဘက်ကကြတော့ဒါကိုရဲ့ဒီရွှေကုတ်ကိုပက်ပက်လေးပေါ့။တော်ရီလမ်းလမ်းနှစ်လမ်းရှိတယ်ဒီတော့။မြဝတီကကားနဲ့သွားရင်တော့ဘလောက်မှမဝေးဘူး။မြဝတီရောဒီကနေဘလောက်ကြာမလဲ။တနာယီတနာယီကျော်လောက်ပေါ့အများဆုံးမောင်းဝိုင်းရောက်တာပဲမြဝတီနဲ့တိတ်မဝေးဘူး။ လာကအစင်းဟိုင်းဖက်အဲ့ကြီးလာခုမှပဲတီးလာတယ်အစင်းကတော့အဲ့လောက်ကြီးတော့ပင်မန်းလာတော့မဟုတ်ဘူးဒါပေမဲ့အတက်လုံးကဆိုရင် oh my god နားနားပြီးတော့သွားတာဘယ်လွယ်လိမ့်မယ် ကိုရောက်တော့မယ်ပိုအောက်မှာဖုံးကြီးចောင်းတည်းយ៉ាងရှိတယ်လေအဲ့မှာရခိုင်ဖုံးကြီးတစ်ပါးတွေးတယ်သူကတပါးចောင်းစောင့်နေတယ်အဲ့ဒီတပါးចောင်းငူတော့လေတာအလေသွားတာဖုံးကြီးစီကိုဖုံးကြီးကတော့သူကသမင်းစားလို့ပြောတာပဲအပြင်ကြိုင်ဒါမဲ့ကိုကစားပြီးသွားပြီအပေါ်မှာလေလာလေးလူခုသမီးအကုန်လုံးအရကားကျွေးတယ်လေအဲ့ဒါအရကားကျွေးတယ်ဆိုတော့အပေါ်ကပဲစားလိုက်တယ်ဟိုမှာလူတွေအများကြီးကျွေးတယ် အလှူရှင်တွေကလည်းအများကြီးဆိုတော့ပေါ်မှာလည်းစားလိုက်ရတယ်ကေအိုးမအမရောက်ပြီနောက်ထပ်တမန်လေးလောက်ကြာအောင်မယ်ဒါမဲ့အခုလောလောဆယ်ဘက်ထရီတော့ကုန်သွားပြီဘက်ထရီကုန်သွားပြီဆိုတော့တော်ပြီပေါ့